H I P P O P O T A N U S hippopotamus ဒါသမီးမျိုးကိုအခုပြောပြမှာကတော့ရေမြင်းရဲ့အကြောင်းပဲဖြစ်ပါတယ်။ရေမြင်းဟာတဲ့ကြီးမားတဲ့နိုးတိုက်သတ္တဝါတစ်မျိုးဖြစ်ပြီးအာဖရိကတိုက်မှာနေထိုင်ပါတယ်တဲ့။သူတို့ကိုမြစ်တွေ AI တွေနဲ့ရေကန်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့။ရေမြင်းရဲ့ပုံစံကိုပြောရမယ်ဆိုရင် ရေမြင်းတွေက အရွယ်အစားကြီးမားပြီးအရေကုန်ထူထဲကား မိကိုရောင်တန်းတဲ့အရာရှိပါတယ်တဲ့။သူတို့မှာခြေထောက်တူတူနဲ့ခန္ဓာကိုယ်ကြီးမပြီးဗစက်အကြီးကြီးနဲ့သွားအကြီးကြီးတွေလည်းရှိပါတယ်တဲ့။ရင်းမြင်းတွေကဘာကိုစားလဲဆိုတော့မြက်တွေ၊သိရွက်တွေနောက်ပြီးရေထဲကအပင်တွေကိုစားတောက်တာကြောင့်ရင်းမြင်းတွေက အပင်စားသတ္တဝါတွေဖြစ်ပါတယ်တဲ့။ရင်းမြင်းတွေကညဘက်မှာအစာရှာထွက်လိရှိပါတယ်။ ရေမြင့်တွေကရေထဲမှာအချိန်အကြာကြီးနေပြီးနေပူတံကိုကာကွယ်ဖို့ရေထဲမှာနေလေးရှိတာပါတဲ့သူတို့ကရေကူးကျွမ်းကျင်ပြီးနှာခေါင်းနဲ့မျက်လုံးတွေကိုရေပေါ်မှာထားကအသက်ရှူလေးရှိပါတယ်တဲ့ရေမြင့်တွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့သူတို့ခန္ဓာကိုယ်ကကြီးမားပေမဲ့လျင်မြန်စွာပြေးနိုင်တာပါပဲတဲ့သူတို့ကအုပ်စုလိုက်နေထိုင်လေးရှိပြီးရေထဲမှာအနေအကင်းတဲ့နေရာတွေကိုရှာဖွေလေးရှိပါတယ်တဲ့ ကဲအခုရေမြင့်အကြောင်းကိုကြည့်ပြီးဆိုတော့မိကုံးလေးတွေဖြစ်ကြည့်အောင်နော်ရေမြင့်တွေရဲ့ပုံစံကဘယ်လိုပုံစံရှိလဲ၁ခြေရန်ရှိရှိလက်ပင်းရှိရှိ၂ခြေထောက်တူတူခန္ဓာကိုယ်ကြီးမားပြီးဗစက်အကြီးကြီးနဲ့သွားကြီးတွေရှိတာ၃တောင်မှပါတာဟုတ်ပါတယ်ခြေထောက်တူတူခန္ဓာကိုယ်ကြီးမားပြီးဗစက်အကြီးကြီးနဲ့သွားအကြီးကြီးတွေရှိတာကရေမြင့်တွေပဲဖြစ်ပါတယ်ကဲနောက်ထပ်အကောင်လေးတွေကြောင်းဆန္ဒထောင်ရအောင်နော် Oops.